ရှေးဥစွာဖျံတခင်ရဲ့ကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါတယ်။ကျွန်တော်ဒီနေ့ဒူဒူဘာဆင်ခြင်ခွန်အယူနိုင်ဖို့ရန်အတွက်နောက်ကပတ်တော်ကတော့ယောဟန်ခန်းကြီး73ခန်းငယ်35ဖြစ်ပါတယ်နော်။ဒီနေ့ဝင်မြမယ်နောက်ကပတ်တော်ကိုနားထောင်မယ့်သူရစတိုင်းပေါ်မှာဖျံတခင်ရဲ့ကောင်းကြီးမင်္ဂလာဖျံတခင်ရဲ့ဆုကျေးဇူးဖျံတခင်ရဲ့ညီတက်ချင်းဒီနေ့ပေါ်မှာရှိပါစေလို့ရှေးဥစွာဆန္ဒပြုပါတယ်။တမန်ကျမ်းစာတော်မြတ်တစ်ပိုဒ်ကိုဖတ်ကြားမှာဖြစ်ပါတယ်။ယောဟန်ခန်းကြီး73ခန်းငယ်35 တင်တို့သည်အချင်းချင်းချစ်ကြလျင်လူပေါင်းတို့သည်ထိုမြစ်တာကိုထောက်၍တင်တို့သည်ငါဤတပြည့်ဖြစ်သည်ကိုတိကြလိမ့်မည်ဟုမိတော်မူ၏တင်တို့သည်အချင်းချင်းချစ်ကြလျင်လူပေါင်းတို့သည်ထိုမြစ်တာကို ထောက်၍တင်တို့သည်ငါဤတပြည့်ဖြစ်သည်ကိုတိကြလိမ့်မည်ဟုမိတော်မူ၏ဒီနောက်ဥပဒ်တော်ကတော့ကျွန်တော်တို့ကခရစ်တော်ရဲ့တပည့်တော်လို့ ဖြစ်ဖော်ပြခြင်းဖြစ်တယ်ခရစ်တော်ရဲ့တပည့်တော်ဆိုတာကတော့ကျွန်တော်တို့ချစ်ချင်းမေတ္တာကိုဖော်ပြခြင်းအဖြစ်ကျွန်တော်တို့ဘုရားသခင်ရဲ့တပည့်တော်ဖြစ်တော့ခရစ်တော်ရဲ့တပည့်တော်ဖြစ်ကြောင်းเนาะလူတွေသိကြမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ချစ်ချင်းမေတ္တာကိုဖော်ပြမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ကဘုရားသခင်ရဲ့တပည့်တော်လို့ပြောပြီးတော့ကျွန်တော်တို့ပုဂ္ဂိုလ်တူတယောက်ရဲ့စကားပုဂ္ဂိုလ်တူတယောက်ရဲ့เนาะသူ့ရဲ့ဆုံးမမှုကိုပဲနားထောင်နေမှာဆိုရင်ကျွန်တော်တို့ကခရစ်တော်ရဲ့တပည့်တော်မဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်ရဲ့တပည့်တော်ပဲဖြစ်မှာဖြစ်ပါတယ် ထို့နည်းတူပဲကျွန်တော်တို့ကလည်းနော်ဒေါသတွေလူတိုင်းမှာရှိပါတယ်ဒေါသတွေမာနတွေအကန့်ထတွေကိုရှေ့တန်းတင်မယ်ကျွန်တော်တို့ချစ်ချင်းမြတ်တာကိုရှေ့တန်းမတင်ဘူးဆိုရင်ကျွန်တော်တို့ကဘုရားသခင်ရဲ့တပည့်တော်ဖြစ်မှာမဟုတ်ပါဘူးကျွန်တော်ကကဒေါသတွေမာနတွေအကန့်ထတွေရဲ့တပည့်တော်ဖြစ်မှာဖြစ်ပါတယ်ဒေါသဆိုတဲ့အရာကကျွန်တော်တို့တည်တမ်းမှာကကျွန်တော်တို့ကောင်းကျိုးပြုမှာမဟုတ်ပါဘူးကုသိုလ်ကောင်းမှုပြုခြင်းတဲ့အရာတောင်မှဒေါသမာနပါလာမယ်ဆိုရင်ကျွန်တော်တို့ပြုတဲ့ကောင်းသူကောင်းမှုကစိတ်ဖြောင့်မှာမဟုတ်ပါဘူး တို့အတွက်ကြောင့်ကျွန်တော်တို့ကနော်ဒေါသတွေမမာနာတွေကိုနော်ရှည်တမ်းမတင်ပဲရေးကြည့်တယ်သူများမကကျွန်တော်တို့တချို့လူငယ်တွေကျွန်တော်တို့တွေ့ဘူးတယ်နော်သူရဲ့စိတ်ရဲ့အလိုတိုင်းပဲအုံနောက်နဲ့မဆုံးဖြတ်ဘူးစိတ်ရဲ့အလိုတိုင်းစိတ်ထင်တဲ့အတိုင်းစိတ်လှုပ်ဆောင်နေတဲ့အတိုင်းစိတ်သွားတိုင်းရှောက်လို့နေတယ်နော်ထိမ့်ချုပ်ခြင်းမရှိဘူးနော်အဲ့အဲ့လိုလိုက်သွားတဲ့လူတွေလည်းရှိတယ်ဆိုတော့အဲ့လိုလိုက်သွားတဲ့လူတွေဆိုရင်အဲ့ဒီစိတ်ရဲ့တပည့်တွေဖြစ်တယ်နော်ဘုရားသခင်ရဲ့တပည့်မဟုတ်ဘူးဘုရားသခင်ရဲ့တပည့်လို့ပြောမယ်ဆိုရင်ဘုရားသခင်ရဲ့ကျွန်တော်တို့အဲ့ဒီသူ့ရဲ့စိတ် နှစ်သက်တဲ့အရာဘောနော်သူပြောတဲ့ချစ်ချင်းမြတ်တာကိုเนาะကျွန်တော်တို့ချစ်ချင်းမြတ်တာကိုဖော်ပြရမယ်ဆိုတဲ့အရာကျွန်တော်တို့မဖော်ပြတဲ့အတွက်သူရဲ့တပည့်တော်မဖြစ်ဘူးဒါကြောင့်ကျွန်တော်တို့ခေယူခိတော်ရဲ့တပည့်တော်ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့စိတ်ကိုလည်းကျွန်တော်တို့စိတ်ကိုထိန်းချုပ်တတ်သောလူဖြစ်ဖို့လိုတယ်เนาะစိတ်ကိုမထိန်းချုပ်တတ်ဘူးဆိုရင်เนาะဒီမတန်မှကျွန်တော်တို့အတွက်ဆိုးကျိုးများစွာရှိနိုင်တယ်ဒါကြောင့်ကျွန်တော်စိတ်ကိုထိန်းချုပ်နိုင်တော်သူဖြစ်ဖို့အရေးကြီးပါတယ်เนาะတုတ်တန်ခန်းကြီး၄ခန်းငယ်23ကတော့ဗာပြောလဲဆိုတော့ နှလုံးဒီအသက်ရဲ့အခြေအမျိုးဖြစ်တော့ကြောင့်တင်းနှလုံးကိုအထူးသဖြင့်ဆောက်ရှောက်လို့ဒါကြောင့်စိတ်နှလုံးမတမ်းမရေးကြည့်ပါတယ်နော်ကျွန်တော်တို့ဒီမှာစမ်းစာဘာပြောလဲနော်နှလုံးရဲ့ပတင်းပေါက်ကမျက်စိဖြစ်တယ်ဆိုတော့မျက်စိရဲ့အကြည့်ကိုလည်းတတိထားဖို့အရေးကြီးပါတယ်မျက်စိရောစိတ်နှလုံးရောကျွန်တော်တို့ကစောက်ထင်းရမှာဖြစ်ပါတယ်အကယ်၍မစိတ်ကိုမထင်းဘူးစိတ်ထင်တဲ့အတိုင်းလျှောက်သွားမယ်ဆိုရင်အဲ့ဒီစိတ်ရဲ့အရှင်တခင်ပဲဖြစ်မှာဖြစ်ပါတယ်နော်တခင်တော့နော် ဒါဝိဘရင်ကြီးကတခါတော့သူတို့စစ်တိုက်ချိန်ရောက်တဲ့အချိန်မှာနော်စစ်တိုက်မသွားပဲသူ့ရဲ့နန်းတော်ထဲမှာနေခဲ့တယ်နော်ပြီးတော့ဒါပေမဲ့လည်းသူ့ရဲ့လူတွေကိုသွားတိုက်ခိုင်းတယ်အဲ့ဒီအချိန်မှာသူကညဘက်စင်းချံရှောက်လဲထွက်လဲထွက်ရောအဲ့ဒီစင်းချံပေါ်ကနေလမ်းကြည့်နေတာအမျိုးသမီးတယောက်ကြီးချိုးနေတယ်အဲ့ဒီအချိန်မှာသူလမ်းကြည့်တဲ့အချိန်မှာသူပါတွေ့လဲနော်မိန်းကလေးတယောက်ကြီးချိုးနေတယ်ဆိုတော့အကုန်လုံးတွေ့ရတာပေါ့အဲ့ဒီအချိန်မှာသူအဲ့ဒါကိုတတ်မှတ်တယ်နော်ဒါကိုသူတို့စမ်းသတင်းတန်းလေးကပြောကြတယ်နော်ဒါဝိမြင်တဲ့ နော်ဘီတရှိဘကဒါဝိမာရလားဒါမှမဟုတ်ပေါ်တော့ဘီတရှိဘမာရလားတဲ့နော်တခါတခါမိတတ်တယ်ဒါနဲ့ကျမ်းစာတင်တဲ့ကလာတက်တဲ့လူတွေကတယောက်ပဲဆရာကိုပြောတယ်ဒီတဲ့ဒါဝိမြင်လိုက်တဲ့နော်ဘီတရှိဘရီချိုးတော်ကိုမြင်တာတဲ့ဒါဒါဝိအမှမဟုတ်ဘူးဟာဘယ်လိုဖြစ်ရတာလဲနော တော်တော်များများကြည့်ဒါဒါဝိမားတာလေဒါမဲ့သူကပြောဒါဒါဝိမားမဟုတ်ဘူးဘာသူလို့ဘသူအမားလဲဒါဒါဝိမားမဟုတ်ဘူးဒါဥရိယမားဖြစ်တယ်သူသူမိမကိုရေချိုးကမ်းမဆောက်ပေးလို့ဒီဒါဝိကမြင်တာဖြစ်တယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ပြောပြချင်တာကတော့ကျွန်တော်တို့ဘလို့ပဲဖြစ်နေပါစေဒါဝိကနောက်ဆုံးမှာအဲ့ဒါကိုတွေ့ပြီးတော့အဲဒီသူနဲ့မာယွန်းလိုက်တယ်ပြီးတော့ပြန်ပြီးတော့ လွတ်လိုက်တယ်ပေါ့နော်။ဒါကဘာပြောလဲနော်။ပြင်းတဲ့တော်စေပါဘာပြောလဲ။သူ့မယားကိုမပြင်းပါနဲ့။အခုကပြင်းပြင်းမလိုက်ပြီ။သူ့မယားမရောက်မိပါနဲ့။ဘုရားသခင်မကြိုက်ဘူး။နော်။အဲ့ဒီအချိန်မှာနော်။ဒါဝေကနောက်ဆုံးမှာနော်။တကယ်ပဲစီရင်ခြင်းကိုခံရတယ်ပေါ့နော်။အဲတိုးတော့လေသူနောက်ဆုံးမှပြန်ပြီးတော့ဘုရားသခင်ကိုပြန်ပြီးတော့နောင်တတရားနဲ့ တောင်းပန်တယ်နောင်တတရားနဲ့ဘုရားသခင်ကိုတွန်းဝင်တဲ့အချိန်မှာတော့ဘုရားသခင်တော့လက်ခံတယ်တိုးပြီးတော့ညာလည်းပဲပြောပြချင်တာကတော့ကျွန်တော်တို့စိတ်ရဲ့အလိုကိုလိုက်မယ်ကျွန်တော်စိတ်ထင်တဲ့အတိုင်းပဲရှောက်လုပ်နေမှာဆိုရင်ကျွန်တော်တို့စိတ်ရဲ့တပည့်တော်ပဲဖြစ်မယ်ဆိုတာကိုပြောပြချင်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့စိတ်ရဲ့တပည့်တော်မဖြစ်ဖို့အရေးကြီးတယ်အကြီးကတပည့်တော်ပါလေကျွန်တော်တို့အဲဒီဘုရားသခင်ရဲ့တပည့်တော်အစီအမံဖြစ်ဖို့လိုတယ်နော်စာတစ်ခုမှပတ်ဘူးတယ်ဘာလဲဆိုတော့တဲ့ကလေးတစ်ယောက်ကတဲ့ငါးနှစ်ငါးနှစ်ကနေ၁၀နှစ်အထိကဘာလို့အရေးပါလဲဆိုရင်တဲ့သူ့ရဲ့ အမေကအရေးပါတယ်နော်ဒါကြောင့်တော့ကျွန်တော်တို့ခလေးတယောက်ဘလို့ဒီငါးနှစ်ကနေစနေအတွင်းဘလို့ပြုတ်မှုလဲဘလို့နေထိုင်လဲဆိုတာကတော့ဒီမိခင်တယောက်ရဲ့သူ့သားကိုဘလို့ဆုံးမလဲဆိုတဲ့အပေါ်မှာမူတည်တယ်ပြီးတော့ဒီငါးနှစ်စနေခလေးတယောက်ကဖခင်ကိုချစ်ချင်းမချစ်ချင်းကလည်းဒီသားသမီးကိုဘလို့ဆုံးမလဲဆိုတဲ့အပေါ်မှာမူတည်တယ်ဘာလို့လဲမြန်မာစကားတစ်ခုရှိတယ်မိကောင်းဖခင်တဲ့နော်မိခင်ကဖခင်ကကောင်းပါတယ်လို့ပြောမယ်ဖခင်ကမြဲတဲ့ယုတ်တင်ထိုက်တယ်လို့ပြောမှအဲ့ဒီသားက ဖကိုခင်မှာဖြစ်ပါတယ်မိခင်ကိုယ်တိုင်ကဟိုဒီဖခင်ကမကောင်းဘူးဒီဖခင်ကယူသေးစရာမကောင်းဘူးဒီဖခင်ကဘောနော်အတုံးမကြဘူးလို့ပြောနေရင်ဒါတမီးရဲ့စိတ်ထဲမှာမတိစိတ်ထဲမှာတော့ဒီဖခင်ကယူသေးစရာကောင်းတဲ့ဖခင်ကြီးမဟုတ်ဘူးလေးစားစရာကောင်းတဲ့ဖခင်ကြီးမဟုတ်ဘူးလို့ထင်တတ်တယ်ဒါကြောင့်မိခင်တွေတော့ကလေးရဲ့ကြီးထွားခြင်းမှာအင်မတန်မှအရေးကြီးပါတယ်ဘောနော်အမေရိကန်သမ္မတအာဗရာဟံလင်ကွန်ကဘောနော်သူအောင်မြင်တာတဲ့သူဒီသမရဖြစ်လာတာဘာကြောက်လဲလို့သူမေးတယ်ဘာလို့လဲဆိုတော့ အဲသူဒီလိုအောင်မြင်တာဗောနော်ဟိုးငငယ်ကဓာတ်တိုင်မှာနော်စာဖတ်ခဲ့ရတဲ့လူကဘလို့ဖြစ်လို့ဒီလိုတမန်တာကြီးတောင်ဖြစ်ရတာလဲဆိုတော့သူ့ကိုလူတွေကမီဒီယာတွေကမေးတယ်အဲ့အချိန်မှာသူကမပြောလဲကျွန်တော်ဒီလိုအောင်မြင်တာကျွန်တော်ဒီလိုတမန်တာတယောက်လို့ဖြစ်လာတာတဲ့ဘုရားသခင်ပေးတဲ့ကောင်းကင်တမန်နဲ့တူတဲ့ကျွန်တော်ရဲ့အမိကြောက်ပါတဲ့နော်သူ့ရဲ့အမိသွားကြည့်အပေါ်ယံပုံပြန်တင်ပြီးသွားကြည့်အိုးအိုးသူ့တွေ့ပလက်လန်သွားမယ်မင်းမဲလေလူမဲကြီးလေဒါပေမဲ့လေသူ့ရဲ့အချင်းသူ့ရဲ့နော်တုန်တင်မှုကောင်းတဲ့အချိန်မှာဒါတယောက် နော်တမတာဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်လေကျွန်တော်မိခင်တွေရဲ့သူတင်ဆုံးမမှုတာသိမိရဟိုးငငယ်ကနေနော်အာကြီးလာတဲ့အထိအရေးကြီးတယ်ဆိုတာကိုပြောပြချင်ပါတယ်ဒါပေမဲ့ကျွန်တော်ဖတ်ဘူးတဲ့စာထဲမှာတော့ငါးနှစ်ကနေ10နှစ်ကတဲ့ဒီမိခင်အရေးကြီးတယ်ဗောနော်ဒါပေမဲ့လည်းတဲ့7နှစ်ကနေ20အထိဘာအရေးကြီးလဲသူ့ရဲ့ဖခင်ကအရေးကြီးတယ်နော်ဖခင်ကအမြဲတမ်းပဲနှုတ်ကပတ်တော့ ကိုပဲဝင်မြမယ်သူမမကဘုရားသခင်နေတဲ့အရာတွေကိုပဲဝင်မြမယ်เนาะဥပုဒ်တော်နေမြတိုင်းဘုရားเจ้าကိုเนาะသွားမယ်ဝုပြုကိုးကွယ်မယ်ဆိုရင်ဒီတသမီးကလည်းဖခင်နေထိုင်ပြုမှုတဲ့အတိုင်းသူကလွတ်ဆောင်မှာဖြစ်ပါတယ်တိုးတော်လည်းဖခင်ကအမြဲတမ်းပဲเนาะဥပုဒ်နေ့ဆိုလည်းမသွားဘူးเนาะအိမ်မှာဆိုရင်လည်းတောက်မယ်စားမယ်လောင်းကစားလုပ်မယ်ဆိုเนาะဒီတသမီးကြည်လာတဲ့အချိန်မှာเนาะဒီလိုမျိုးမဖြစ်ရင်မဖြစ်လာသေးရင်တော့မှရာခိုင်နှုန်းများတယ်ဖြစ်လာဖို့ရတယ်ဒါကြောင့်ကျွန်တော်တို့ ကျွန်တော်တို့မိခင်ဖခင်တွေဆိုတာအင်မတန်မှရေးကြည့်တယ်เนาะဖခင်များကတော့ကလေးဆက်တနည်းနဲ့နေ့20အတွင်းမှာသူ့ရဲ့ပြုမှုနေထိုင်မှုเนาะကျွန်တော်တို့ဆင်ခြင်ဖို့အရေးကြီးတယ်ဒါပေမဲ့လည်းသူကောင်းကောင်းမျိုးပြုမှုနေထိုင်ပြမယ်ဆိုရင်တာသမီရဲ့အသက်တာမှာเนาะကောင်းသောပုံသက်တည်ဖြစ်သူဟာအသက်ရှင်မှာဖြစ်ပါတယ်ဒါပေမဲ့လည်း20တိကနေတဲ့25အထိမှာဘသူအရေးကြီးလဲဆရာဖြစ်တယ်เนาะဒါကြောင့်ဆရာဆိုတာကကျွန်တော်တို့ အရေးကြီးတယ်ဘဝလန်ကီးမှာဒီဆရာအရေးကြီးဆုံးပဲ27 25ဆိုတာဒါလေလဲလိလနေပြီတော်တော်များများ10ကျော်တက်ကိုလည်းကြော်ဖြတ်ပြီးသွားပြီဆိုတော့တော်တော်များကြီးကျက်နေပြီဒါပေမဲ့လည်းဆရာကောင်းတဲ့တွေ့မယ်ဆိုရင်ဒီသားသမီးရတတ်တတာစိတ်ချရမှာဖြစ်ပါတယ်ဒီသားသမီးရတတ်တာတတ်တာเนาะဒီအလင်းနဲ့เนาะဒီလူရှိမှာထွန်းလင်းတဲ့အလင်းတစ်ခုဖြစ်သွားမှာဖြစ်ပါတယ်ဒါကြောင့်ဆရာကောင်းတဲ့ တွေ့ဖို့အင်မတန်မှအရေးကြီးတယ်အရေးကြီးဆုံးကတော့ကျွန်တော်တို့ရဲ့အသက်တာမှာเนาะကျွန်တော်တို့ရဲ့အိမ်တောင်မှာဆိုရင်လည်းเนาะကျွန်တော်တို့ခရစ်တော်ကကျွန်တော်တို့ရဲ့ဆရာကျွန်တော်ရဲ့အိမ်ဦးဖြစ်ဖို့လိုတယ်သူများမကကျွန်တော်တို့ တငယ်ချင်းမှာဆိုရင်လည်းကျွန်တော်တို့ဒီအပေါင်းအဖော်ကြားမှာဆိုရင်လည်းကျွန်တော်တို့ခရစ်တော်ကိုဘ ਹੁ ပြုတော်တငယ်ချင်းတွေဖြစ်ဖို့လိုတယ်နော်ခရစ်တော်ကိုချစ်တော်တငယ်ချင်းတွေဖြစ်ဖို့လိုတယ်အပေါင်းဒီအမြဲတမ်းအရေးကြီးပါတယ်ကျွန်တော်တို့လိုက်ပေါင်းမယ်နော်ဒီကောင်းတဲ့လူ9ယောက်နဲ့ပေါင်းမယ်ဆိုရင်ကောင်းတဲ့လူ6ယောက်မြောက်ကတင်ဖြစ်တယ်နော်မူရီစေဝါတုံးဆမ်းမယ်မကောင်းတဲ့အမှုကိုပြုမယ်ဒုစရိုက်မှုကိုပြုတဲ့လူ9ယောက်နဲ့ပေါင်းမယ်ဆိုရင်6ယောက်မြောက်ဒုစရိုက်ပြုမယ်လူကတင်ပဲဒါကြောင့် နော်တင်ပေါက်တဲ့လူကလည်းဖះကိုချစ်ကြောက်ယူတည်တဲ့လူဖြစ်မယ်ဆိုရင်တင်ကုန်တိုင်းလည်းဖះကိုချစ်ကြောက်ယူတည်တော်လူဖြစ်တယ်เนาะဒါကြောင့်ကျွန်တော်တို့ပေါင်းသိမ့်ဖို့အရေးကြီးတယ်ဆိုတာကိုပြောပြချင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တမှာနံပါတ်1ကျွန်တော်ဖះသခင်ကိုချစ်တော်သူဖြစ်ဖို့လိုတယ်เนาะနံပါတ်2ကကြတော့ကျွန်တော်တို့ဖះသခင်ရဲ့တပည့်တော်ဖြစ်ဖို့ရန်အရေးကြီးတယ်ဆိုတာကိုဝင်မြရင်းနဲ့ညီကုန်းချုပ်တယ်ဝင်မြသွားတဲ့နှုတ်ကပတ်တော်ပေါ်တိဆောက်စရာဖြစ်ပါစေကြားနာသူရောက်စီတိုင်းပေါ်မှာဖះသခင်ရဲ့ကောင်းကြီးမင်္ဂလာရှိပါစေ